နှုတ်တက်တဲ့အခါမှာဟုတ်ပြီဝလူစခန်းကိုလည်းဦးဇင်းတို့ဒီအခါတလေလင်းပိုင်းလော်တွေမှမာတော့ဖရဲသီးမြန်ရှိနေလားလို့ဦးဇင်းတို့တုံ့တက်ရမှာတယ်ဒီဝလူစခန်းကြီးတို့ပေါင်းငယ်နဲ့ကြီချာနဲ့ကြီချာတော့ PDF နေရာရောက်သွားတယ်ပေါ့နော် PDF နေရာအာကြီ၄တောင်းကျော်လို့တော့ဦးဇင်းတို့ခါရီသိရတယ်ပေါ့နော်အာမဖြစ်တဲ့နဲ့အရာတွေနော်မဖြစ်တဲ့နဲ့အရာတွေဒီတော့ဒီစခန်းဒီနေရာရှိတဲ့ဒီနေရာကိုကြီချာရမှာမတိရလားဆိုပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီဝဲလူစခန်းဆိုလို့ရှိရင်ဒါလူလန်လိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းချရတယ်အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ် အာလာပြီးမှချတယ်ဝိုင်းနေအာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတယ်ဟုတ်ပါတော့ကိုဘက်ကလည်းဒီနော်ဟာပါဒါရွာထဲဝင်သွားတော့ဒါဦးသွင်းတော့အလုံးမဟုတ်ပါဘူးနော်ရွာရေကတို့တို့ရဲ့ဟိုဟာဖြစ်သွားတာဟုတ်ဗျာစခိုင်းဖြစ်သွားတာပေါ့နော်ရွာရေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခိုင်းကြီးလို့ဖြစ်သွားတော့ဘိုးဘက်ကလည်းတဘောသားကြီးတာပေါ့နော်တဘောသားကြီးတာပေါ့ဟာရွာထဲဝင်သွားရင်မလွတ်တော့နဲ့ဟာမချောက်နဲ့ပုံစံမဖြစ်နေလားမသိဘူးပေါ့ဗျာနော်ခဏလို့တိထားရမှာကတော့ရွာထဲ ်ပီဒီအက်တွေကြီးဆိုးတဲ့အကျန်းဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဘူးဒီအကျန်းဖက်တွေနဲ့အကျန်းဖက်တွေနဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တက်လည်းကောင်းကျိုးမပြူဘူးဆိုတာလူတိုင်းကြည့်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြတယ်ဒါတော့ခင်ဗျားတို့ကောင်းတယ်မှာမြင်မျက်မှတ်ထားဖို့အရေးကြီးတယ်နော်အပီဒီယာအကျန်းဖက်တွေနဲ့နီးတဲ့နေရာဆိုတော့ဒီဘက်ကလည်းမရှိတော့ရှိရတူကလည်းဒါအကျန်းဖက်အပီပဲအကျန်းဖက်ဝိုင်းရံတူလိုပဲဥစဉ်တော့တော့တုံ့တက်တယ်ဗျာနော်တုံ့တက်တယ်အဲ့တော့ဥစဉ်တို့ဒီ လက်ထွေးမြင်းချံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနယ်မြောက်ပိုင်းကဒီခွင်းမောင်းတို့လိုမောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာပြီအဲ့ဒါကို PPCC နဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲမျိုးလက်ပေါင်းပါပဲဒါဆိုလည်းလက်ထွေးကြီးလိုမြင်းချံလိုဝယ်လို့စကားနဲ့တိတ်ကလည်းလည်းပါဝါဆိုရင်တော့ခမဟိုနေ့ကချန်ပီယံနယ်မြောက်ပိုင်းကြားတယ်ဆိုမယ်ကြောင်မဲ့ဒီဘောတို့ကြားတယ်ဆိုမယ်ပါဝါတယ်နော်ပါဝါတယ်ဆိုမယ်အဲ့တော့ဘာတိလို့လဲဆိုတော့ဥစဉ်တော့လဲဘာမှတော့မတူးဘူးပဲဒါပေမဲ့လည်းဒါကတော့ဥစဉ်တော့အမှန်တရားလို့ပဲဥစဉ်တော့သုံးတက်ခြင်းတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချန်နွားထိုးကြီးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတက်ကထောက်ပို့ပေးတဲ့ကြီးတွေ PDF လက်ထဲရောက်သွားလို့လေတက်ထဲမှာဖျဲသည်ရှိနေပြီလို့ပောက်ကူတော်တုံးတက်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မန္တလေးတိုင်းတောင်တာမြို့နယ်တွင်စစ်ကောင်စီတပ်ဘုံကျဲတိုက်ခိုက်မှုကြောင့်နှစ်ဦးသေဆုံးကြောင်းသိရသည်ယနေ့မေလ16ရက်မွန်းလွဲတနအီခွဲခန့်တွင်တောင်တာမြို့နယ်မြင်းတဲ့ရွာကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စင်းဖြင့် ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်၄၀အရွယ်မျိုးသားတဦးပုံထိမှန်တေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့က အသက်85နှစ်အရွယ်အမျိုးသားတဦးမှာတွေးလန့်ကတေဆုံးခဲ့ကြောင်းဒေတာခန့်ထန်ကသိရသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခြင်းဖြစ်တဲ့ဘုံကြီးကြောင်းအနောက်ဘက်နားရှိတဲ့လူနေအိမ်ပေါ်ကိုကြာတာတေဆုံးတဲ့သူကခေါင်းပွင့်နေအဖိုးကြီးတယောက်ကတော့ဂုံးမမှန်ပေမဲ့လန့်ပြီးတေသွားပါတယ်ဟူဒေတာခန့်ရွာသားတဦးကသူပြောသည် ဘုံစတိမန်ကဒံရရသူ၃ဦးမှာပုံးပဲယုံတာရှိပြီးမစိုးရင်ရကြောင်းရင်းကပြောသည်ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်တစ်လုံးပျက်စီးပြီးနှွားတစ်ကောင်လည်းတေဆုံးခဲ့ကြောင်းသိရသည်1905လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ကတော့ရင်းကြံတို့နှထိုးကြီးတို့တောင်တာတို့တဲ့ဒါဇက်တိုက်ပေါ့နော်ဒီစပွဲတွေဇက်တိုက်ဖြစ်နေတယ်ဇက်တိုက်ဖြစ်နေတဲ့ထဲမှာမဝလူစခန်းပေါ့နော်တောင်တာမြို့နယ်တဲ့မှာအဲဝလူစခန်းကိုလည်းဦးသိန်းတို့ဒီဆက်ရွယ်လို့ရတယ်ဗျရတယ်ဆိုတာကဝလူစခန်းက တာမတော်မိသားစုတွေရဲမိသားစုတွေနဲ့ဆက်တွေ့ရတယ်ဒီနေ့ဆိုလဲဥစဉ်မြို့လမှာရှိတဲ့ဒါ yes တကြဆရာကြီးရဲ့ဇနီးတွေနဲ့ဆက်တွေ့ရတယ်เนาะဆက်တွေ့ရတယ်တင်းနေတဲ့အချိန်မှာစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့เนาะရှိတယ်ဒါတော့တိုင်းပြည်အတွက်မြင့်မြတ်စွာပဲမြင့်မြတ်စွာပဲဖိဆက်သွားတဲ့အတွက်ကြောင့်မိသားစုအတွက်ဒါဥစဉ်တော့ဝန်နေတာကဂုံလဲဂုံယူဂုံယူပါလေပေါ့เนาะဂုံယူပါလေဒါရဲတွေ ဒါရရှိတဲ့မှာဒါပိဆက်သွားတယ်အဲ့တော့ပိဆက်တိုင်းပြည်အတွက်တော့ပိဆက်သွားပြီပေါ့နော်ပိဆက်ချင်းပိဆက်ရာကျိုးတိုင်းပြည်အတွက်ပိဆက်ရာကျိုးတန်းပိဆက်ရာကျိုးတန်းအောင်တော့ဒါတိုင်းပြည်နိုင်ငံတော်အနေနဲ့ဘာတွေလုပ်ပေးမလဲဆိုတော့မကြည့်ရသေးဘူးပဲနော်ဘာမိသားစုကြံခဲ့တဲ့မိသားစုတွေဘာတွေလုပ်ပေးမလဲဘယ်လိုတွေလုပ်ပေးမလဲနေနာမှုတွေဘာတွေရှိရလဲဆိုတော့ဒါခါတလေကြတော့ဥစဉ်တို့အများကြီးပဲဒီနေ့ဥစဉ်ဟုတ်လားဒီတပည့်တော်ကခုဆိုလို့ရှိရင်ဒီမှာဘုရားတပည့်တော်မှယောက်ျားတေဝါဒါတစ်နှစ်ကျော်ပါပြီဘုရားတဲ့ဒါပေါ့နော်ကြည့်ရတာအပြောက်ဆင်းတဲ့ထည့်ထားအောင်ကြတယ်ဗျာနော်ဒါတွေဆိုလို့ရှိရင် အထက်ကနိုင်ငံတော်လူကြီးတွေကြီးကဲတွေလုံးဝလုံးဝမသိဘူးဗျာနော်။တို့ကလို့ရှိရင်တို့ရဲ့ဒီခေါင်းဆောင်တွေရရှိမှရရစကန်တွေအထက်ကအောက်ကပေါ့နော်။အောက်က30 30ကြီးအတော့မကြောက်ဘူးလို့ပဲပြောအောင်ပေါ့နော်။လုံးမကြောက်ဘူးလို့ပြောအောင်ပါ။အောက်ကရဲဘော်တွေမကြည့်ဘူးလို့ပဲပြောအောင်ပေါ့နော်။ဒါကတော့ဒီဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်နိုင်ငံတော်တင်ပြရမယ်။ဒီလိုဒီလိုတနည်းရှိပြီးမိသားစုကြံခဲ့တယ်။မိသားစုကြံခဲ့တယ်ထောက်ပံ့ရမယ်လေ။ ဟဲ့ဟုတ်လားပြီးပြည့်တင်တာပြေးရမှာပေါ့နော်ခွဲပင်စင်လက်မရလက်ကလည်းမရပုံစံမျိုးဖြစ်နေရပေါ့နော်ဒါဥစဉ်စီမှာဆိုစပါတယ်နော်ဒါဥစဉ်အပြစ်ပြောတာမဟုတ်ဘူးဗျာနော်လိုအပ်ချက်ကိုထောက်ပြခြင်းဖြစ်ပါတယ်ဗျာမင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မတည်ဘူးဗျာဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလိုပဲဥစဉ်တို့ကတုံးတက်ခြင်းနဲ့ဥစဉ်တို့တုံးတက်တဲ့အခါမှာဟုတ်ပြီဝလူစကန်းကိုလည်းဥစဉ်တို့ဒီအခါတလေလင်းအပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဥစဉ်တို့ကတုံးတက်ရမယ်တင်တယ်ဒီဝလူစကန်းကြီးတွေကိုအောင်ရံကြီးချာနေတယ်ကြီးချာတော့ပီဒီအန်ညရောက်သွားတယ်ပေါ့နော်ပီဒီအန်ညကြီးလေးတောင်းကျော်လို့တော့ဥစဉ်တို့ခါရီတိရတယ်ပေါ့နော် အာမဖြစ်တဲ့အရာတွေเนาะမဖြစ်တဲ့အရာတွေဒီတော့ဒီစခန်းဒီနေရာရှိရဒီနေရာကိုချရမှာမတိတာလားဆိုတော့เนาะအဲ့တော့ဦးစင်းတို့ဒီဝလူစခန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အချို့ကြလဲရွာနဲ့နီးတို့ရွာနဲ့ဖြစ်လို့ဒီပြလာလဲလာပြီလို့ရှိရင်ရွာထဲဝင်သွားတယ်အာလာပြီမှချရတယ်ဝိုင်းနဲ့အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်เนาะရွာထဲဝင်သွားတော့ရွာထဲဝင်သွားတယ်ဟုတ်ပါတော့ကိုဘက်ကလည်းဒီเนาะဟာဒါရွာထဲဝင်သွားတော့ဒါဦးစင်းတို့အလုပ်မဟုတ်ပါဘူးเนาะ ရွာတွေကသူတို့ရဲ့ဟိုဟာဖြစ်သွားတာဟုတ်ဗျစခန်းကြီးဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခန်းကြီးလို့ဖြစ်သွားတော့ဘုဘကလည်းတဘောသားကြီးတာပေါ့နော်တဘောသားကြီးတာပေါ့ဟာရွာထဲဝင်တော့မလို့တော့နဲ့ဟာမချောက်နဲ့ပုံစံမဖြစ်နေလားမသိဘူးပေါ့ဗျာနော်ခင်ဗျားတို့တိထားရမှာကတော့ရွာထဲ PDF ကြီးဆိုးတဲ့အကျန်းဖက်ကြီးကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဒီအကျန်းဖက်တွေနဲ့ အကြမ်းဖက်တင်နဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တည်းလည်းကောင်းကျိုးမပြူဆိုတော့လူတိုင်းတည်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြရည်ဒါတော့ခင်ဗျားတို့ကောင်းတဲ့မှာမြတ်မြတ်မှတ်ထားဖို့အရေးကြီးရနော်အပီရီယာအကြမ်းဖက်တင်နဲ့နီးတဲ့နေရာဆိုတော့ဒီဘာသာတွေမရှိတော့ရှိရတူကလည်းဒါအကြမ်းဖက်အာပီပဲအကြမ်းဖက်ဝိုင်းရန်တူလူပဲဥစဉ်တော့တော့တုံးတက်တယ်ဗျနော်တုံးတက်တယ်အဲ့တော့ဥစဉ်တို့ဒီလထိုးကြီးငင်းချံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံမြောက်ပိုင်းကဒီခွေးမောင်းလို့မောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာပြီ အဲ့ဒါကိုဖြည်းဖြည်းစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲညိုတဲ့ပေါင်းပါပဲဒါလိုလိုက်နှထိုးကြီးလိုမြင်ရတယ်ဘယ်လိုစကားနဲ့တိတ်ကလိုက်လဲပါပါဆိုတော့ခင်ဗျဟိုနေ့ကရှမ်းပြည်နယ်မြောင်ပိုင်းကြားထဲဆိုမယ်ကြောင်မဲ့တီဘောတို့ကြားထဲဆိုမယ်ပါဝါထဲနော်ပါဝါထဲဆိုမယ်အဲ့တော့ဦးစင်းတို့ဒီနေပြီးတော့203မိုင်ပါဆိုလို့ရှိရင်ပြည်သူစစ်တင်တန်းတိုက်တယ်ဒါနဲ့ဟောဒီနေပြီးတော့ကမဟုတ်လို့ဘာကမဟုတ်လို့ဆိုရင်အဲ့ဒီမှာဆိုလို့ရှိရင်ဦးစင်းတို့စစ်သားဟောင်းတွေပါတယ်စစ်သားတွေပါတယ်တက်တက်ကြွကြွတချို့လူငယ်တွေပါတယ် အဲ့ဆိုအင်အားဘယ်လောက်ရှိလဲအင်အား250လောက်ရှိတယ်ခင်ဗျတွက်ကြည့်ပြအဲ့မ100လောက်လက်နဲ့ခရံတကောင်းမို့နှက်စင်ပြတင်နေလို့ပြအဲ့ဝယ်လူစကန်လုံးနေရာမျိုးတွေထားအမြန်လိုအပ်တဲ့နေရာတွေပို့ဟိုပို့ပြီဆိုရင်လည်းထိုက်ထိုက်တန်တန်ရှင်းမြင်မယ်ဂုံပြမယ်တော်ရင်တော်တော်လို့ချင်းမြင်မယ်ဒါမှမဟုတ်ပုံစံတွေဥစဉ်ရတော့လုတ်တင်တယ်လို့ဥစဉ်တော့လုံးတတ်ချင်တယ်ဒီလူကြီးနာမှာနေတဲ့ဟိုမှာလုတ်ပိုင်ခွင့်ရှိတဲ့လူကြီးအိမ်နာမှာနေတဲ့ဒုတိယလည်းဒါဒါကြတော့တိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးတိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဥစဉ်တော့တခါတလေ ဒီနေပြည်တော်ဘက်တွေဘက်ဘက်မှာဆိုလဲပြည်သူစစ်တင်နိုင်တဲ့နောက်ပြီးတက်ပြီးအလကားပုံစံမျိုးလိုဖြစ်နေပုံစံဖြစ်နေအများကြီးပဲเนาะအဲ့မှာစေသားเนาะဟိုကတခါကြီးငကောကခြေထားမှာတိုက်ရိုက်ခိုက်ရေးကောင်းခဲ့တဲ့ဘိုးကြီးညီညီဆိုလို့ရှင်လဲအင်စားပြတ်တော့မဟုတ်တော့ဥတူဥဆောင်ပြီးမှာတကယ်တော်ပါလေတကယ်တော်တဲ့တူတွေပါเนาะလူလို့ရှင်စေသားဘဝမှာတော့လဲတူတော်များများတိုက်ခဲ့တယ်ဟောစေသားဘဝကနေနားစေသားဘဝကနေကြောင်းမျိုးမျိုးကြောင့်နားတဲ့အခါမှာဆိုလဲတူဒီအဲ့ဘိတ်တို့မြိတ်တို့ဘယ်မှာတူဒီ တော်မတိုက်ခဲ့တယ်အဲဆိုရန်ကုန်တိုင်းတိုက်မှုကြီးအဲ့တကောက်တိအဲ့ဘိုးကြီးအကြောင်းတိတယ်နော်ဒါသူရိုက်ဖက်နဲ့တွားရင်မသူအင်အားနဲ့တွားရင်မတိုက်ရင်မတိုက်ပေးတာအများကြီးလက်နဲ့တရခဲ့တာလေအများကြီးအခုလည်းနေပြီးတော့နေရတုံးပိုင်မှာအောင်စင်ဆရာတော်တို့နဲ့နေတယ်နေပြီးမှဒီပြည်သူစစ်တီကိုစူးစောင်းတယ်စူးစောင်းမှတကယ်တက်ကြွလောက်ရှာသူတွေစူးစောင်းတယ်နော်စူးစောင်းတယ်အဲအဲ့လိုလူတွေစူးစောင်းတဲ့အခါမှာလက်အတမဖြစ်အောင်ဒီအင်အားနဲ့တဲ့စခန်းတွေမှာအင်အားမဖြစ်တင်ဘူးလားအင်အားလည်းဖြစ်တင်တယ်ရိတ်ခါလုံလောက်စွာပန်ဖို့တင်တယ်ကလေးတွေကိုပန်ဖို့တင်မယ်ဒါလည်းကြာရှုံးသွားပြီတိုင်းပြည်အတွက်ပိတ်ဆက်သွားပြီဆိုလည်းပိတ်ပိတ်ဆက်ရကြနတ်အောင် ဖိုက်တန်သွားဂုံပြုပေးမယ်ဖိုက်တန်သွားချင်းမြင်ပေးမယ်မိသားစုကလေးတွေဘာတွေကြံခဲ့လဲဒါမျိုးကမစားလှုပ်ဆောင်ပေးလို့ရှိရင်တိုင်းပြည်အတွက်မပေးဆက်เสียအကြောင်းမရှိဘူးအဲ့တော့တိုင်းပြည်အတွက်ပေးဆက်ချင်အောင်လို့ရတော့လူတွေကတော့အားလုံးတော့ပေးဆက်မှာပဲမပေးဆက်ချင်အောင်လို့ရတော့ဘယ်သူမှပေးဆက်မှာမဟုတ်ဘူးဟုတ်နော်ဝတ္တရားကြီးပဲပေးဆက်မှာပဲအဲ့တော့ဥစဉ်တို့ဘက်ကလည်းအများကြီးပဲအများကြီးပဲနော်အဲ့တော့မြင်းကြံတထိုးကြီးတောင်းတာကိုဖိဖိစီစီနဲ့ထိထိရောက်ရောက်ကမလုပ်ဘူးဆိုလို့ရှိရင်ဒီချက်စိုးအောင်မယ်လို့ဥစဉ်ကတော့ပြောချင်ပါတယ်ဗျာနော်အားလုံးဒါပါပဲဗျာအမျိုးလေးမြန်လာပါဗျာဒီနေ့က18ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျာ ဒီနေ့ကတော့စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးမှဒါဥသိန်းကိုဒီမလိုင်းမော်ကနေအခုညီတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခုညီတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖရားတဲ့အခုညီပေးပါဖရားတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်မှာမှာတော့ဥသိန်းကအခုညီတောင်းနေတူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥသိန်းလည်းကိုကိုညီကိုကဥသိန်းကအားလုံးကိုအခုညီပေးကြပါတယ်ဥသိန်းကပေးနိုင်တဲ့အချိန်နေအချိန်ခါတော့မရှိပါဘူးဥသိန်းတို့လည်းဒီပဇက်စပီကာဖြစ်ပဲ ပြည်သူကိုအကျိုးပြုပေးတာတော့ပဲဦးဇင်းတို့ကလည်းတတ်နိုင်တာပါဗျာနော်အဲ့တော့ပထမဦးဆုံးစွာဖြင့်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီကိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လောက်စားနေတဲ့အရာတွေအများကြီးပေါ့မရှိသေးတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဦးဇင်းမပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဦးဇင်းကြည့်နေသေးတယ်ပေါ့နော် နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအော်မီတာသားမှာအိမ်တိန်အိမ်လာကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော့ငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတက်မမှုကတော့ပေါ့နော်အဲ့ဒီတက်မမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့ဒရင်ခိုင်ရုံနဲ့ဒရင်ရတယ်နော်ဒီစေဥတွေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော့လည်းငှားထားတယ်ထွန့်ပေးဘူးပါဘူးပေါ့နော်လာလာမှမပြေသေးရဘယ်ထွက်ပြေးမလဲအဲ့တော့တွဲကငှားတော့တိန်း300နဲ့ငှားတယ်တိန်း300နဲ့ငှားတော့ဟုတ်လားသိန်းတော့ငါငါရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ယူစီပါညာမှာတနက်လဲပါတယ်လို့ပြောတယ်။စုံစမ်းကြည့်တော့ပြည်သူ့စစ်ဖွဲ့ထဲမှာမရှိဘူး။အဲ့ဒါပြီးတော့မုံဆိုးမတူဦးလည်းဒီတိုင်းပဲ အဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိမ့်နေတဲ့ရွှေရွှေလိမ့်နေညာလဲညာလာပေါ့နော်နာမည်ဥစဉ်တို့ဒါအများကြီးပါပဲတူတူလိမ့်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စီရလို့ခေါ်တယ်နော်ဟိုကူညီတော်တော်နဲ့ငွေတိတ်30လိမ့်သွားတယ်တူဦးကတော့တိတ်300လိမ့်သွားရနော်အဲ့တော့ကျော်စီရဆိုတဲ့ပြည်သူစစ်နာမည်ဥစဉ်တို့မှမရှိဘူးပေါ့မကြဘူးပေါ့နော်ဒါလေးလဲအားလုံးဒါပြည်သူများအားလုံးတည်ဆည်ကြပါတယ်ဥစဉ်တို့လည်းနေရာတွေကလိုက်ပြီးမှဆော့ဖက်လို့မရအောင်เนาะအဲ့ဒါနဲ့ဥစဉ်တို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဥစဉ်က မန္တလေးမှာဆိုလို့ရှိရင် ပြည်သူစစ်အလုံးရဲ့ဒါတော့အပြင်ပြည်သူစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်အဲကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြတ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြည်သူစစ်တေးဒါပြည်သူစစ်တေးအကြောင်းလားလာပြီးမှတိုင်ကြတယ်ဥစဉ်ပေါ့နော်အဲ့တော့တိုင်မာအမနာပါနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပူပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တေးရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွန်လို့မရ ွင့်လွတ်လို့ရတဲ့အမားရှိတယ်ခွင့်မလွတ်လို့ရတဲ့ခွင့်လွတ်လို့ရတဲ့အမားရှိတယ်နော်ဒါနဲ့ဦးဇင်းတို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဦးဇင်းတို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါလေလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်ကလည်းဒီပြည်သူတို့အတွေ့အကြုံအားလုံးမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဦးဇင်းပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များဟုတ်ခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုနော်တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှသူတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ် အခုကပြည်သူစစ်တပ်ခွဲခေါင်းပေါင်းတွေရှေ့ကမထွက်ဘူးကလေအများကြီးနော်မများကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဦးစင်ကာပါပေးနိုင်တယ်တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့နော်ပြောပေးရတဲ့လူကြီးတွေကိုရှေ့တန်းလည်းမထွက်ဘူးရှေ့တန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်သူလူထုလည်းအကျိုးမပြုဘူးတိုက်မိတော့လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရချင်းလို့ပြည်သူစစ်လုပ်တယ်ဆိုရင်တော့ဦးစင်တော့ကာပါမပေးတဲ့အပြင်ဦးစင်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြင်မင်းနဲ့တန်းတဲ့နေရာတော့ဆိုပြီးပဲဦးစင်တော့လွှတ်လိုက်မှာပဲရှိပါတော့အဲ့တော့ပြည်သူစစ်ခေါင်းပေါင်းတွေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကခေါင်းပေါင်းတွေကို CEO ကိုခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ အရေးကြီးတယ်ပြီးတော့ပြူတွေကိုအနိုင်မကျင့်မှုပြူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံခြင်းမှာနော်ဒါကတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျာနော်ဒါလည်းဆိုဆရာတော်ဖရာရဲ့တပည့်တော်သားလေးဒီအသက်35နှစ်မပြည့်သေးဘဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကျေးရွာတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကုညီပြပါရန်ယူဒေသာရှောက်ထားပါတယ်ဖရာတဲ့ကလေးအမိမှာမောင်ဟန်ဝင့်ကိုဖြစ်ဖြစ်ပေးထားတော့အမိမှာမောင်ပေါ့စာဖြစ်ပါသည်တဲ့ ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2020ဖြစ်ပါသေးတယ်ကလေးရဲ့အိမ်တော်ဇရာမှာအရင်မွေးလာမှာကြောင်းတာကအားလုံးမှာလည်း24ရက်5လ2020လာဖြစ်ပါသေးတယ်ချမ်းမြဒါစီမြို့နယ်အမှန်5ယုံကာကြီးနေရက်ွက်အိမ်မက်90 93ကပါဖရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တစ်ခုခုကနေရောင်းစားတယ်ကိုတိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတစ်ခုမှစစ်မှုထိုင်းရန်ဝယ်ယူရတွင် မန္တလေးမှာမြည်တူးအမိမြည်တူးအမိရောက်မျက်နာမှာလည်းတတူးတတူးနဲ့အရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ဟုတ်တရပါဒီတဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့တလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍အဆက်အတွဲလုံးဝလုံးဝမရှိကူညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံဉာဏ်လဲကူညီပေးပါအောင်နဲ့ IP ဦးလွင်မှာဒီလူစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို1 2 ကိုရှေ့90နောက်တစ်လုံးက420 930ခွင်တုံညာလေးဖုန်းနှလုံးကပြည်ဦးလွန်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့ဆက်သွယ်မှမရပါဗျာတဲ့မန္တလေးရောက်စားသူဘက်မှာဘလို့မှလည်းဆက်သွယ်မရဘူးဗျာတဲ့ဆရာတော်ဒါဥစဉ်စီအကူကြီးတောင်းတာပေါ့နော်လက်ခံသူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ဒီကရဲမြဲလောက်ကပြည်ဦးလွန်မှာရှိနေဖုန်းဆက်သွယ်မရပါဗျာတဲ့အခုအော်ဒီလိုလိုလည်းဒုက္ခများနေအကူကြီးပေးပါဗျာတဲ့အမီပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်တဲ့ ပြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရွေမန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဖရားတဲ့တပည့်တော်တို့ဘလို့လောက်ရမလဲဖရားတဲ့ဥစ္စာစီမှာတော့အိမ်တော်ဇရာတွေပါတယ်တော့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါသေးတယ်ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစ္စာစီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘယ်ရက်ွက်ကဆိုလဲဆက်သွယ်ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လို့ကျမ်းမာရေးချွင်းကြိုက်ချင်းစစ်မှုထမ်းကလက်မခံပါဘူးတချို့မှတင်တန်းရောက်ပြီးပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှိ ဆက်ရှင်နေပြို့အတွက်ကိုတဲ့လူတို့လူပြို့တော့လက်မခံတာဖရားတဲ့ဘာမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြေဦးလွန်မှာဒီကလေး၅နှစ်နဲ့ခေါ်တာလည်းအုပ်ကြီးတွေမှရှိရင်ရောက်စားရတွေမှရှိရင်ဦးစင်းရဲ့ like ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းနေနဲ့မေတ္တာရက်ခံကြပါလေနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့သူရောရက်ွက်ရောအုပ်ကြီးတွေရော အကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကျင်ပါရနော်ဒါမှမဟုတ်အတက်16နှစ်ပြည့်လို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ကန်နဲ့အတက်မပြေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောကျင်ပါတယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကို့အနေထားခေါ်ကြပါဒီပြည်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တိတိ